င်္ဂလာပါ ACC ကွန်ပျူတာတန်တန်းမှကြိုဆိုပါရစေကျွန်တော်နာမည်နယ်လေးဦးပါကျွန်တော်က ACC ကွန်ပျူတာတန်တန်းရဲ့ founder ပါခင်ဗျာကျွန်တော်ဒီနေ့မိတ်ဆွေတို့ကိုမျှဝေပေးခြင်းတဲ့သင်ခန်းစာတော့နော်ဒီကွန်ပျူတာအတွေ့အထွေထွေနီလန်းလေးများအပိုင်း၃လေးကိုကျွန်တော်ဆက်လက်ပြီးတော့ရှင်းပြပေးခြင်းပါတယ်ခင်ဗျာကျွန်တော်အရင်နေ့တွေတော့ကျွန်တော်ကွန်ပျူတာအဲနီလန်း၁ကနီလန်း၂ကကျွန်တော် အဲတင်ပြပြီးသွားဖြစ်ပါတယ်เนาะဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ကွန်ပျူတာအတွက်အထူးထည်နီးလန်းလေးများအပိုင်းသုံးပါပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့အပိုင်းသုံးပါဆိုလို့ရှိရင်ကျွန်တော်အဲမျှော်ပေးသွားမယ့်ပထမအချက်ကတော့ဗောနောကျွန်တော်ဒီပိတ်မီကာမှာဗောနောပိတ်မီကာမှာကျွန်တော်ကနေပြီးတော့ဒါရေးတို့ဒါရေးရေးလို့များတဲ့အရာလေးရှိပါတယ်เนาะဒီဒါရေးရေးလို့များတဲ့ဒီပြဿနာလေးကိုကျွန်တော်အဲဖြေရှင်းမဲ့နီးလန်းလေးကိုကျွန်တော်ပထမအဆုံးအနေနဲ့ကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်ခင်ဗျာ အဲကျွန်တော်ကနေပြီးတော့ပိတ်ပိတ်မိကားလေးကိုကျွန်တော်ကနေပြီးတော့ဖြန့်ပေးလိုက်ပါနော်ကျွန်တော်ကဒီမှာဖြန့်ထားရှိလို့ပေါ့နော်ဒီမှာပိတ်မိကားလေးကိုဖြန့်လိုက်ပါပိတ်မိကားလေးကိုဖြန့်ပြီးသွားပြီဆိုလို့ရှိရင်ပေါ့နော်ဒီ final ကိုသွားလိုက်ပါနော်ဒီ final ကိုသွားလိုက်ပါပြီးရင် final ကိုသွားလိုက်ပါ final ကိုသွားပြီးသွားလို့ရှိရင်အဲဒီမှာဒီမှာပေါ့နော်ဒီ RF final တွေကိုသွားလိုက်ပါနော် final ကိုသွားလိုက်ပြီးရင် V final တွေကိုသွားပြီးသွားပြီဆိုလို့ရှိရင်ဒီမှာအဲ January ဆိုရဟာကိုတစ်ချက်နှိပ်ပေးလိုက်ပါနော် Okay ဒီထက်ရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်ကနေပြီးတော့ အဲဒီမှာပြီးလို့ရှိရင်ဒီမှာမိုးစွာလေးကိုဆက်ပြီးတော့သွားမယ်နော်ဒီမှာမိုးစွာလေးကိုဆက်ပြီးတော့သွားလိုက်ပါပြီးသွားရဆိုလို့ရှိရင်ကျွန်တော်ကနေပြီးတော့အဲဒီနေရာလေးမှာပါတော့အခုဒီဒီနေရာလေးမှာပါတော့ဒီနေရာလေးမှာကျွန်တော်ကနေပြီးတော့အမှန်ချင်းလေးဖြုတ်ထားဖို့လိုအပ်ပါတယ်နော်ဒီနေရာလေးမှာကျွန်တော်ကနေပြီးတော့အမှန်ချင်းလေးတက်ထားမယ်ဆိုလို့ရှိရင်ဒါဒါရီကိုရေးလို့မရဘူးဖြစ်ပါတယ်ကျွန်တော်ဒီနေရာလေးကိုဒါရီလေးကိုကျွန်တော်နေပြီးတော့ဒီနေရာလေးကိုဒါရီရေးဖို့ဆိုလို့ရှိရင်ဒီနေရာလေးကိုအမှန်ချင်းလေးဖြုတ်ထားဖို့လိုအပ်ပါတယ်နော်โอเคကျွန်တော် ပြန်ပြီးတော့ကျွန်တော်ပြန်ပြီးတော့တွေ့ပြမယ်နော် ိုယ့်ရဲ့ကွန်ပျူတာပေါ့နော်ကိုယ့်ရဲ့ကွန်ပျူတာပိတ်မိကမှာကျွန်တော်ကနေပြီးတော့ဒါဆိုလို့ရှိရင်ဒီ file လေးတဲ့ကိုသွားပါနော် file လေးတဲ့ကိုသွားပါပြီးသွားရဆိုလို့ရှိရင်ဒီမှာအောက်ဆုံးမှာရှိတဲ့ဒီ free file ဆိုရတဲ့ပေါ့နော်ဒီထဲကိုသွားလိုက်ပါပြီးရင်ဒီမှာ January ဆိုရတဲ့ကိုတစ်ချက်သွားမယ်နော်ဒီမှာ control k ရပေါ့နော်နှိပ်လို့ရှိရင်လည်းရပါရဲ့နော်ဒီမှာကျွန်တော်အစမ်းခေါ်ကြည့်လိုက်မယ်နော်။ Okay ဒီမှာသလို့ရှိရင်ဒီမှာ control k ရဲ့နှိပ်မယ်သလို့ရှိရင်လည်းဒီမှာ အလွယ်တကူနဲ့နှိပ်လို့ရပါတယ်နော်ကွန်ထရိုးကီရဲ့နှိပ်လည်းနှိပ်လို့ရတယ်နော်ဟောပုံဝန်တိုင်းလေးပဲသွားကျင်တယ်ဆိုလို့ရှိရင် final ကိုသွားပါပြီးလို့ရှိရင်ဒီမှာ p final တွေကိုသွားပါပြီးရင်ဒီမှာ general ကိုတစ်ချက်သွားပါနော်ပြီးသွားလို့ရှိရင်ဒီမှာအစောကကျွန်တော်ဒီနေရာလေးကိုဒါကွန်ထရိုးကီလေးနဲ့ခေါ်ပြဖြစ်ပါတယ်နော်ပြီးလို့ရှိရင်ဒီမှာမိုးဆိုအောင်တစ်ချက်နှိပ်ပါပြီးသွားလို့ရှိရင်ဒီနေရာလေးမှာကျွန်တော်ကနေပြီးတော့အမှန်ချေလေးဖြုတ်ပေးမှသာကျွန်တော်တို့ရဲ့ပေမေကမှာဒါတွေရေးလို့ရမှာဖြစ်ပါတယ်နော်မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ ဒီနီလန်းလေးဘောလုံးဒီအရာလေးကျုံတွေ့နေရဆိုလို့ရှိရင်ဒီနီလန်းလေး ਨੇ ဖြည့်ရှင်းကြည့်ပါခင်ဗျာဒီနီလန်းလေးလေးပဲခင်ဗျာဒါလေးကိုအမှန်ကြီးလေးဖြတ်ပြီးလို့ရှိရင်ဒီမှာ okay လေးကိုနှိပ်ပလိုက်နော်ဒီ okay ပြီးရင်ဒီမှာ okay ကိုနှိပ်ပလိုက်ပါနော်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ကွန်ပျူတာဘောလုံးဒီပိတ်မီကာမှာဒါတွေရေးလို့ရသွားလေကိုအဲတွေ့ရပါလိမ့်မယ်နော် okay နောက်တစ်ချက်ကကြတော့နော်နောက်တစ်ချက်ကကြတော့ကျွန်တော်ကဒီ photoshop ပါနော် photoshop အဲ Photoshop မှာဒါတွေရေးလို့များရှိပါတယ်เนาะအဲ Photoshop မှာဆိုလို့ရှိရင်ရောဘယ်လိုမျိုးတွားပြင်ပါလဲပေါ့เนาะအကျရင် Photoshop software လေးကိုဖွင့်ပေးလိုက်ပါเนาะ Photoshop မှာဆိုလို့ရှိရင်ပေါ့เนาะပြင်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်ကနေပြီးတော့ဒီအဲဒီ edit ထဲကိုသွားလိုက်ပါเนาะဒီမှာ edit ဆိုတဲ့ထဲကိုသွားပေးလိုက်ပါเนาะဒီမှာ edit ဆိုတဲ့ထဲကိုသွားပေးလိုက်ပါပြီးသွားလို့ရှိရင်အောက်ဆုံးကိုအဲ message တို့အနေနဲ့တကယ်လို့ပေါ့เนาะအဲဒီပုံစံလေးဖြစ်နေရဆိုလို့ရှိရင်ဒီမှာအောက်ဆုံးကို အောက်ဆုံးကြောင်ဒီအောက်ကပေါ့နော်ဒီမှာ down arrow လေးနဲ့အောက်ဆုံးကြောင်ဒီမှာဖိပြီးဆွဲလိုက်ပါဒီထက်မှာဆိုလို့ရှိရင်လည်းဒီမှာပေါ့နော်ဒီမှာ free fire ဆိုတဲ့ထဲကိုဒီထက်ကိုသွားလိုက်ပါနော်အဲဒီထက်ကိုရောက်သွားပြီဆိုလို့ရှိရင်အပေါ်မှာဒီမှာအဲ general ဆိုတဲ့ထက်ကိုသွားလိုက်ပါနော်ဒီမှာပိတ်ပေကတော့လို့လိုက်ပါ အဲပြီးတော့ဆိုလို့ရှိရင်ဒီအောက်ဆုံးမှာရှိရဲ့ဒီမှာအောက်ဆုံးမှာရှိရဲ့ဒီတိုက်ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနော် Okay ဒီမှာဆိုလို့ရှိရင်ဒီမှာ use map quick ဆိုတာပါနော်ဒီဒီနေရာလေးမှာအမှန်ကျင်လေးဖြုတ်ပေးမှသာဒါကိုယ့်ရဲ့ဒီ Photoshop မှာဒါရေးရေးလို့ရမှာဖြစ်ပါတယ်နော်ဒီဒီနေရာလေးမှာနော်ဒီနေရာလေးမှာအမှန်ကျင်လေးကိုဖြုတ်ပြအောင်ဖြစ်ပါတယ်တကယ်လို့ဒီမှာအမှန်ကျင်လေးတက်ထားရဆိုလို့ရှိရင်လည်းဒီမှာရေးလို့မရတော့ဘူးနော်ဒီနေရာလေးမှာအမှန်ကျင်လေးဖြုတ်ပေးမှသာကျွန်တော်တို့ရကိုယ့်ရဲ့ ိုတိုရှော့မှာဒါရေးရေးလို့ရမှာဖြစ်ပါတယ်နော်ဒါလေးကိုအမှန်ကြီးလေးဖြောပြသလို့ရှိရင်ဒီမှာ okay လေးကိုနှိပ်ပေးလိုက်ပါနော်ဒါလို့ဆိုလို့ရှိရင်အဲဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ပိုလိုရှော့မှာဒါဒါရေးရေးလို့ရတော့မှာဖြစ်ပါတယ်နော်အဲဒီနီလာလေးတိုင်ပေးသူတို့အနေနဲ့ဟိုဖြည့်ချင်းကြီးလို့ရမယ်လို့ထင်ပါတယ်ခင်ဗျာအဲနောက်တစ်ချက်ကတော့ဗောနောက်တစ်ချက်ကကျွန်တော်ကဒီ Microsoft တို့နော် Microsoft တို့ပြီးသွားလို့ရှိရင်အဲ PowerPoint တို့ပါဗောနောဒီမှာလဲဒါရေးရေးလို့မရဘူးဆိုလို့ရှိရင်လဲဖြည့်ချင်းကြီးလို့ရပါတယ်နော် ဲမိုက်ခရိုဆော့ဝဲလေးကိုကျွန်တော်ဖွင့်လိုက်မယ်နော်ဟုတ်ကဲ့မိုက်ခရိုဆော့လေးဖွင့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကနေပါဒီမှာအပေါ်ကဒီ file လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနော်ဒီမှာဒီ file လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးတော့ရင်ဒီအောက်ဆုံးမှာရှိရဲ့ဒီ option ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနော် Okay ဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ဒီမှာဒီ profile ပေါ့နော်ဒီ profile ဆိုတဲ့ထဲကိုတစ်ချက်ဒါလေးကိုနှိပ်ပေးလိုက်ပါနော် โอเคပြီးတော့လို့ရှိရင်ဒီမှာ auto correct option ဆိုတာလေးရှိပါတယ်ဒီ auto correct option ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါโอเคပြီးတော့လို့ရှိရင်ဘာလို့မိတ်ဆွေတို့အနေနဲ့ဒီမှာတကယ်လို့အဲဒီမှာ auto correct လို့ဟောလာပေါ်နေဆိုလို့ရှိရင်ဒီမှာ auto format su type ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါเนาะဒါလေးကိုနှိပ်ပေးလိုက်ပါ auto format su type ဆိုတာလေးကိုနှိပ်ပေးလိုက်ပါเนาะโอเคဒီထဲမှာဆိုလို့ရှိရင်ဒီကောင်လေးပေါ့เนาะဒီအပေါ်ဆုံးကအဲဒီအချက်လေးကိုကျွန်တော်ကနေပြီး တို့ဒီ power point တို့ဒီ Microsoft Word တွေမှာဒါတွေရေးလို့ရမှာဖြစ်ပါတယ်เนาะတကယ်လို့ဒါတွေရေးလို့မရဘူးဆိုလို့ရှိရင်ဒီနေရာရင်းတိုင်းနဲ့ပဲဆိုနေတဲ့ live ပြီးတော့ဖြည့်ဆင်းကြည့်ပါခင်ဗျာဒီဒီအပေါ်ဆုံးမှာအမန်ကြီးလေးဖြုတ်ပြမှာဒါကိုယ့်ရဲ့ဒီ Microsoft Word လေးမှာအသုံးပြုလို့ဒါတွေရေးလို့ရမှာဖြစ်ပါတယ်เนาะဒါလေးကိုအမန်ကြီးလေးဖြုတ်ပြလိုက်ပါပြီးသွားလို့ရှိရင်ဒီမှာ okay လေးကိုနှိပ်ပေးလိုက်ပါเนาะပြီးလို့ရှိရင်ဒီမှာ okay ကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ကွန်ပျူတာမှာ Microsoft Word လေးမှာဒါဒါတွေရေးလို့ရပါလိမ့်မယ်ခင်ဗျာ မင်းစတော့အနေနဲ့ဒီနီဒန်လေးဘောနော်ဒီကိုယ့်ရဲ့ကွန်ပျူတာမှာပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းခွင်မှာဒီပြဿနာလေးကြုံတွေ့နေရရဲဆိုလို့ရှိရင်ဒီနီလန်းလေးတိုင်းလိုက်ပြီးတော့ဖြည့်ရှင်းကြည့်ပါခင်ဗျာအဲနောက်တစ်ချက်ကတော့ဘောနော်ကိုယ့်ရဲ့ကွန်ပျူတာမှာအဲစကရင်ရှော့ပေါ့နော်ကွန်ပျူတာနဲ့စကရင်ရှော့ဘယ်လိုမျိုးရိုက်မှလဲဆိုတော့အသင်ကစားလေးဖြစ်ပါရယ်နော်ဟိုဖုန်းနဲ့ပါဆိုလို့ရှိရင်တော့အလွယ်တကူစကွင်ရှော့ရိုက်လို့ရပါတယ်နော်ကွန်ပျူတာမှာလည်းစကွင်ရှော့ရိုက်လို့ရပါတယ်ခင်ဗျာကွန်ပျူတာမှာစကွင်ရှော့ရိုက်နေနေတော့ရိုက် ရတာလေးရှိပါတော့ပင်ပင်စခွင်ဆိုတဲ့အားလေးရှိပါတယ်အဒီပင်စခွင်ဆိုတဲ့ဒီကျွန်တော်ကနေပြီးတော့ဒီအဲဆော့ကာကလီနဲ့လည်းရိုက်လို့ရပါတယ်နော်ကျွန်တော်ဒီမှာခေါ်ပြမယ်နော် Okay ဒီ DC လေးကိုပြောရအောင်နော် DC လေးကိုပြောရဖြစ်ပါတယ်နော်မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ keyboard မှာ PRIN ဒီ print ပေါ့နော်ဒီ print screen ဆိုတာလေးကိုအဲဒါဒီ key လေးကိုတစ်ချက်နှိပ်လိုက်ပါနော်ဒီ key လေးကိုတစ်ချက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကနေပြီးတော့ဥမာအဲ Microsoft မှာဖြစ်စေ Photoshop မှာဖြစ်စေဥမာ Paint software မှာဖြစ်စေကိုအဆင်ပြေတဲ့ software မှာကျွန်တော်ကနေပြီးတော့ဒီမှာ paste သွားလို့လို့ရပါတယ်နော် control paste သွားလို့လို့ရပါတယ်နော် Okay ကျွန်တော်ဒီမှာ Paint software လေးကိုကျွန်တော်ဖွင့်လိုက်ပြီနော် အဲဒီမှာ page ကိုတွားပြီးတော့ဒီမှာ page ဆိုတာလေးကိုတွားပြီးတော့လုပ်ပေးလိုက်မယ်ဆိုလို့ရှိရင်အဲဒီမှာ sequence short လေးဒီမှာရိုက်သွားဖို့တွေးရပါလိမ့်မယ်เนาะအဲဒီနီးလိုက်လိုက်တိုင်းမျိုးဆိုတော့နေရဲ့ဟို sequence short လေးရိုက်ရှင်နေဆိုလို့ရှိရင်ဒီနီးလိုက်လိုက်တိုင်းလိုက်ပြီးတော့ရိုက်လို့ရပါလိမ့်ခင်ဗျာ Okay ရရเนาะဒီမှာအဒီဟို keyboard ကနေပြီးတော့ကျွန်တော်ကနေပြီးတော့ဒီဟို print screen လေးကိုနှိပ်နှိပ်လိုက်ပါเนาะ print screen လေးကိုနှိပ်လိုက်ပါပြီးတော့ဆိုလို့ရှိရင်ဟိုမှာ Microsoft မှာလာထားမယ်ဆိုလို့ရှိရင်ထားလို့ရပါတယ်เนาะဒီမှာအဲ ဒီမှာတော့ page ဆိုတာလေးကိုနှိပ်လိုက်ရရင်ကျွန်တော် keyboard ကနေပြီးတော့ control v ရဲ့နှိပ်မယ်ဆိုလို့ရှိရင်လည်းဒါအဲနှိပ်လို့ရပါတယ်เนาะဒီမှာ label တော့ဒီမှာတွေ့ရပါလိမ့်မယ်เนาะဒီနီလာလင်း database ဆိုလို့နေတဲ့ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ load အပ်မယ်ဆိုလို့ရှိရင် screenshot လေးရိုင်းလို့ရပါတယ်ခင်ဗျာအဲနောက်တစ်ခုကပေါ့နောက်တစ်ခုကကျွန်တော်က window မှာပေါ့เนาะ auto ပေါ့เนาะ window မှာ default ပါတယ်ဒီ screenshot ရိုက်တဲ့ဟာလေးရှိပါရဲ့เนาะအဲ DR လေးနဲ့လည်းကျွန်တော်ကနေပြီးတော့အသုံးပြုလို့ရပါရဲ့เนาะအဲ့ဒီအားလေးကကျတော့ဒီမှာပေါ့เนาะ ဒီတိုက်လေးမှာရှာကြည့်လိုက်ပါเนาะ SNMPBNG ပေါ့เนาะဒီမှာအဲဒီ software လေးကနေပြီးတော့ကျွန်တော်ကနေပြီးတော့ screenshot ရိုက်လို့ရပါတယ်เนาะဒါလေးကိုဖွင့်ပြလိုက်ပါเนาะဒီမှာဒီ snapping 2ဆိုတဲ့ပေါ့เนาะဒီ software လေးနဲ့လည်းကျွန်တော်ကနေပြီးတော့ screenshot ရိုက်လို့ရပါတယ်ခင်ဗျာဒီ snapping software လေးကိုကျွန်တော်ကနေပြီးတော့ဒီအဲတိုက်ကနေပြီးတော့ဒီမှာเนาะဒီကနေပြီးတော့ရှာပေးလိုက်မယ်ဆိုလို့ရှိရင်ဒီမှာတွေ့ရပါလိမ့်မယ်เนาะ โอเคဒါလေးဒါလေးပွင့်သွားပြီဆိုလို့ရှိရင်ကျွန်တော်ကနေပြီးတော့ဒီမှာအဲ new ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါเนาะဒီ software လေးရဲ့အသာချက်ကတော့ကျွန်တော်ကနေပြီးတော့ကိုယ်လိုချင်တဲ့ဟာလေးကိုပဲရွေးပြီးတော့ screenshot ရိုက်လို့ရပါတယ်เนาะအစွမ်းကကျွန်တော်ကနေ keyboard ကနေပြီးတော့ print screen ရတော့ဒါကိုယ်လိုချင်တဲ့ area လေးကိုကျွန်တော်ကနေပြီးတော့ရိုက်လို့မရပါဘူးเนาะအကုန်လုံးကိုပဲသူက screenshot ရိုက်ပေးရဖြစ်ပါတယ်เนาะโอเคဒီဟာလေးရတော့ဗောနော်ဒီ အဲဒီ snapping tool လေးကတော့ကျွန်တော်ကနေပြီးတော့ကိုယ်လိုချင်တဲ့ area လေးကိုပဲအလွယ်တကူဆက်လက်မှတ်ပြီးတော့ screenshot ရိုက်လို့ရပါတယ်เนาะကျွန်တော်ရိုက်တော့မယ်ဆိုလို့ရှိရင်ဒီ software လေးကိုဖွင့်လိုက်ပါပြီးတော့လို့ရှိရင်ဒီမှာ new ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါเนาะ Okay ဒီမှာဆိုလို့ရှိရင်ဒါကိုကပေါ့เนาะဒီလိုမျိုး new ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင် screen လေးကမှိန်သွားဖို့တွေ့ရပါလိမ့်မယ်เนาะအကြိမ်ကိုယ်လိုချင်တဲ့နေရာလေးကိုကျွန်တော်ကနေပြီးတော့ဒီ ဆက်လက်ပေးပြီးတော့အလွယ်တကူစကွင်ချောရိုက်လို့ရပါတယ်เนาะဒီမှာကိုလိုချင်တဲ့ area လေးကိုဒီလိုမျိုးကွက်ပြီးတော့ဆက်လက်ပေးလို့ရပါတယ်เนาะဒီလိုမျိုးဆက်လက်ပေးလိုက်ပါပြီးတော့လို့ရှိရင်ကိုလိုချင်တဲ့ပေါ့နော်ဆက်လက် area ရောက်သွားပြီဆိုလို့ရှိရင်မောင်လေးကိုလှုပ်ပေးလိုက်ပါခင်ဗျာ โอเคဒီမှာဆိုလို့ရှိရင်ဒီမှာ second shot ရိုက်ရိုက်ပြီးသွားပြီเนาะတရားတော့ကျွန်တော်ကနေပြီးတော့ဟိုပေ့နေပါတယ်သွားပြီးတော့ရှော့เสียမလို့ပါဘူးဒီမှာ auto ဒီမှာသူ့ရဲ့ software လင်းပါတယ်ဒီမှာစိတ်သွားဟိုတွေ့ရပါလိမ့်မယ်เนาะကျွန်တော်တိတ်တော့မယ်ဆိုလို့ရှိရင်ဒီမှာ final ကိုသွားပါပြီးလို့ရှိရင်ဒီမှာအဲစိတ်ရဲ့ဆိုတာလေးကိုဆက်နှိပ်ပေးလိုက်ပါเนาะပြီးလို့ရှိရင်ဒီမှာကိုကဘယ်ထဲမှာစိတ်မှာလဲဗောနောဘယ်ထဲမှာစိတ်မှာလဲကိုစိတ်ကျင်တဲ့နေရာမှာစိတ်လို့ရပါတယ်เนาะကျွန်တော်ကဒီမှာအဲ desktop ပေါ်ကိုကျွန်တော်စိတ်လိုက်မယ်เนาะ โอเคเอ่อဒီမှာဆိုလို့ရှိရင်โอเคဒီမှာဆိတ်သွားပြီเนาะအဲဒီ software လေးနဲ့လဲကျွန်တော်ကဒီမှာโอเคဒီမှာဆိုလို့ရှိရင်ဒါ screen shot ရိုက်လုပ်ပြီးသွားပြီเนาะသူကဒီမှာသူ့ရဲ့ software လေးမှာ auto save ပေးရဖြစ်ပါတယ်เนาะ base တို့အနေနဲ့ကိုယ့်ရဲ့လုပ်ငန်းခွင်မှာလိုအပ်မယ်ဆိုလို့ရှိရင်အသုံးပြုလို့ရပါတယ်ခင်ဗျာโอเคနောက်တစ်ချက်ကတော့ဗောနောကျွန်တော်တို့ကဗောနောမှာ folder ဆောက်တယ်ဆိုလို့ရှိရင်ဗောနော folder မှာ နာမည်ပေးလို့မရတဲ့ကျွန်တော်ကနေပြီးတော့စကလုံးလေးရှိပါတယ်เนาะဒီမှာကိုယ့်ရဲ့ folder မှာတော့မှာနာမည်ပေးလို့ရတော့အများကြီးရှိတယ်ပေါ့เนาะဒါပေမဲ့ဒီစကလုံးလေးကတော့ကိုယ့်ရဲ့ folder မှာနာမည်ပေးလို့မရပါဘူးเนาะဥမာကျွန်တော် folder အစ်တစ်ခေါ်လိုက်မယ်เนาะ folder စောက်မယ်ဆိုလို့ရှိရင်ဒီနေရာလေးတစ်ခုမှာ regular ကိုနှိပ်ပေးလိုက်ပါပြီးသွားရည်ဆိုလို့ရှိရင်ဒီမှာ new ဆိုတာလေးကိုနှိပ်ပေးလိုက်ပါเนาะ new နှိပ်ပေးလိုက်ပါ အပြီးတော့ဆိုလို့ရှိရင်ဒီမှာ4ဟာဆိုတာလေးကိုနှိပ်ပေးလိုက်ပါနော်ဒါဆိုလို့ရှိရင်4ဟာဆောက်သွားပါပြီပေါ့နော် keyboard ကနေပြီးတော့အလွယ်တကူ shortcut key နဲ့4ဟာဆောက်တော့မယ်ဆိုလို့ရှိရင်ဒီမှာပေါ့နော်ဒီမှာအဲ control ရဲ့ shift key အန်ရဲ့နဲ့အလွယ်တကူဒီမှာဆောက်လို့ရတယ်နော်ဒီမှာ control key လေးရဲ့ shift key လေးရဲ့ဒီအန်ကီးလေးရဲ့တွဲပြီးတော့နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒါအလွယ်တကူအဲ4ဟာဆောက်လို့ရတယ်ပေါ့နော် control ရဲ့ shift key အန်ရဲ့နှိပ်ပေးလိုက်ပါ အဲ့လိုမျိုးနေလိုက်မယ်ဆိုလို့ရှိရင်ဒါဖိုရာတခုဆောက်သွားဖို့တရပါလိမ့်မယ်เนาะကျွန်တော်ဒီမှာကျွန်တော်ဖိုရာဆောက်လိုက်မယ်နော်โอเคဒီမှာဖိုရာလေးဆောက်ပြီးသွားပြီဖြစ်ပါတယ်เนาะโอเคဒီဖိုရာမှာနာမည်ပေးလို့မရတဲ့နာမည်တော့ပေါ့เนาะဒီမှာ CON CON ဆိုတာလေးဖြစ်ပါတယ်เนาะ CON ဒီ CON ဆိုတဲ့နာမည်လေးရောဒါဖိုရာမှာနာမည်ပေးလို့မရပါတော့ဥမာအန်နာခောက်ကြည့်လိုက်မယ်เนาะ โอเคဒီမှာဆိုလို့ရှိရင်ဒါနာမည်ပေးလို့မရပါဘူးเนาะအဲဒီ folder မှာနာမည်ပေးလို့မရတော့ဒီမှာ CON console လေးဖြစ်ပါတယ်เนาะမိတ်ဆွေတို့အနေနဲ့အဲဒီနီးလန်းလေးကိုလည်းစံကြည့်လို့ရမယ်လို့ထင်ပါတယ်ခင်ဗျာเนาะကိုယ့်ရဲ့ folder မှာနာမည်ပေးလို့မရပါဘောเนาะနာမည်ပေးလို့မရတဲ့စကားလုံးလေးဖြစ်ပါတယ်เนาะโอเคဒါဆိုမိတ်ဆွေတို့အနေနဲ့ဒါလေးကိုအဲစံကြည့်လို့ရမယ်လို့ခင်ဗျာ အဲနောက်တစ်ချက်ကတော့ပေါ့နော်နောက်တစ်ချက်ကတော့ကျွန်တော်နေပြီးတော့ကျွန်တော်သုံးနေကြပါနော်ကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်သုံးသုံးပြနေတယ်ဒီအဲ on screen keyboard လေးကိုခေါ်ပါလေခေါ်ပါလေပေါ့နော်ခေါ်နေလေးဖြစ်ပါရဲ့နော်တကယ်လို့ဒီ on screen keyboard လေးကကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့ကဒီဥမာ အဲကွန်ပျူတာဆိုလို့ရှိရင်ဘာတော့ကျွန်တော်ကွန်ပျူတာပါတကယ်လို့ဘာတော့ကီးဘုတ်ကြီးရတကယ်လို့ကြောင်သွားရဖြစ်စေဘာတော့ရေးလို့မရဘူးရေးလို့မရတော့ရင်ဖြစ်စေဒီ on screen keyboard လေးကိုခေါ်ပြီးတော့ကျွန်တော်ကနေပြီးတော့အလွယ်တကူရေးလို့ရပါဖြစ်ပါတယ်เนาะအဲဒီ on screen keyboard လေးကိုခေါ်တော့မယ်ဆိုလို့ရှိရင်အဲဒီ type ပေါ့เนาะဒီမှာ type here to set ဆိုတဲ့နေရာမှာကျွန်တော်ကနေပြီးတော့အဲ OSK ဆိုပြီးတော့ဒီမှာအလွယ်တကူခေါ်လိုက်မယ်ဆိုလို့ရှိရင်ဒါ on screen keyboard လေးကိုခေါ်ရပဲခေါ်ရပဲဖြစ်ပါတယ်เนาะ ဒီမှာ OSK ဆိုပြီးတော့ဒီမှာရေးပေးလိုက်ပါပြီးတော့ရှင်အန်ဒါခောက်ပေးလိုက်မယ်ဆိုလို့ရှင်အဲဒီ software ဒီ keyboard layer တန်းပြီးတော့ပွင့်သွားဖို့တွေ့ရပါလိမ့်မယ်နော်โอเคကျွန်တော်ကနေပြီးတော့ rambar ကနေပြီးတော့ခေါ်မယ်ဆိုလို့ရှင်လည်းခေါ်လို့ရပါတယ်เนาะ rambar ကနေပြီးတော့ခေါ်မယ်ဆိုလို့ရှင်ဒီမှာ logo ရဲ့ r နှိပ်ပေးလိုက်ပါเนาะ keyboard ကနေပြီးတော့ logo ရဲ့ r နှိပ်ပေးလိုက်ပါပြီးတော့လို့ရှင်ဒီ rambar လေးမှာကျွန်တော်နေ osk ဆိုပြီးတော့ရေးမယ်ဆိုလို့ရှင်လည်းဒါရေးလို့ရပါတယ်เนาะပြီးလို့ရှင်ဒီမှာ OSK เนาะဒီ Rainbow လေးမှာဒီမှာ OSK ဆိုတာလို့ရေးပေးလိုက်ပါပြီးသွားတယ်ဆိုလို့ရှိရင်ဒီမှာ OK ဆိုတာလေးကိုနှိပ်ပေးလိုက်ပါเนาะ Okay ဒါဆိုလို့ရှိရင်လည်းဒါဒီ on screen keyboard လေးကိုခေါ်သုံးတာပဲဖြစ်ပါတယ်เนาะကိုကကိုယ့်ရဲ့လုပ်ငန်းခွင်မှာကိုယ့်ရဲ့ keyboard လေးကတကယ်လို့ကြောင်သွားဖြစ်စေအဲပေါ့နော်နှိပ်လို့မရတော့ဖြစ်စေဆိုလို့ရှိရင်ဒီ keyboard လေးကိုပေါ့နော်အလွယ်တကူပေါ့နော်အဲဒီ keyboard လေးနဲ့ခေါ်ပြီးတော့သုံးလို့ရပါတယ်ခင်ဗျာ Okay ကျွန်တော်ဒီရဲ့ဒီရှင်းပြခဲ့တဲ့သင်ခန်းစာလေးကပေါ့နော်မိတ်ဆွေတို့ရဲ့လုပ်ငန်းခွင်မှာကြုံတွေ့နေရဲ့ ကြုံတွေ့နေရရဆိုလို့ရှိရင်လည်းဒီနီလန်းလေးရဲ့အတိုင်းဖြည့်ချင်းကြည့်ပါခင်ဗျာအဲ့ကုကုဘာတော့အစင်မပြရာရှိရင်သိကျင်တာဖြစ်စေကျွန်တော်ရဲ့ဒီဗီဒီယိုလေးရဲ့ comment မှာဖြစ်စေကျွန်တော်အဲတိတလပညာတွေကိုမိတ်ဆွေတို့ကိုမျှဝေပေးသွားပါမယ်ခင်ဗျာနောက်ဒီမှာလည်းဒီတဲ့အကျိုးရှိတဲ့သင်ခန်းစာတွေကိုကျွန်တော်ဆက်လက်ပြီးတော့မျှဝေပေးသွားပါဦးမယ်ခင်ဗျာအားလုံးအဆင်ပြေပါစေခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ